ကျွန်းရွေဆိုတာကဘာပေါ်မှာလေပတ်เสียအကောင်းဆုံးပန်းချီနေရာတွေကတခုလို့သတ်မှတ်ထားကြတာပါ။ဒါပေမဲ့ကဘာပေါ်မှာအရန်အနေရများလွန်းလို့အစိုးရတွေကလူတွေသွာလာခွင့်ပိတ်ပင်ထားတဲ့ကျွန်းရွေလည်းရှိနေတယ်ဆိုရင်ယုံနိုင်မလားရှင်။ဒီကျွန်းလေးတွေရဲ့တဘာဝပတ်ဝန်းကျင်နဲ့အစုံမဲ့မြင်တွေ့ရမဲ့ပင်လယ်ပြင်ကြီးရဲ့အလှဟာပြောမပြနိုင်အောင်လှပပေမဲ့အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့အနေရီတွေကလည်းအလှတရားတွေရဲ့အနောက်မှာစောင့်ကြိုလိုနေပါတယ်။ မြေပြင်ကကျင်းစာတင့်နေပြီးသဘာဝအရကြမ်းတမ်းလွန်းတဲ့နေရာတွေရောက်သွားမိရင်ပြန်ထွက်လာဖို့မဖြစ်နိုင်တဲ့နေရာတွေပေါ့ဒီနေ့တော့ကျမတို့အတူကဘာပေါ်ကအနေရအများဆုံးကျုံငါးကျုံကိုစူးစမ်းကြည့်လိုက်ရအောင်ဒီနေရာတွေကထိလန့်စရာရုပ်ရှင်တွေကလိုတောင်ခင်ရစေမှာပါဒါကြောင့်ဒီလိုအနေရအများဆုံးလို့သတ်မှတ်ထားတဲ့ကျုံတွေစီသွားပြီးလေပတ်လိုက်ရအောင်နံပါတ်1ပိုဘီဂလီယာကျုံအီတလီပထမဆုံးကျုံကတော့ပိုဘီဂလီယာကျုံဖြစ်ပါတယ် ီတလီရဲ့မင်းနှမျိုးအနီးကဒီသေးငယ်တဲ့ကျွန်းလေးမှာကြောက်စရာကောင်းတဲ့လှိုဝဲချက်တစ်ခုရှိပါတယ်။ဒီကျွန်းဟာနှစ်ပေါင်းတရာကျော်ကြာကက်ယောဂသည်တွေကိုတီးတန့်ခွဲထားတဲ့နေရာဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတော့ဆေးယောဂကုဆေးရုံဖြစ်အသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်တဦးကလူနာရီအပေါ်ရက်ဆက်ကြမ်းကြုတ်တဲ့စမ်းသပ်မှုတွေပြုလုပ်ခဲ့တာကနေစပြီးဒီကျွန်းရဲ့ထိတ်လန့်စရာဇလန်းတွေကိုဖြစ်လာစေခဲ့ပါတယ်။ဒီကျွန်းမှာလူပေါင်း36000လောက်တည်ဆုံးခဲ့တယ်လို့ခန့်မှန်းထားကြပါတယ်။ ဒီမှာပိုကြောက်เสียကောင်းတာကသူတို့ရဲ့ရုပ်အလောင်းတွေကိုမီးရှို့ခဲ့ပြီးကျွန်းကျန်တဲ့အရိုးပြတွေကကျွန်းရဲ့မြေကြီးရဲကိုရောနှောသွားခဲ့တာပါခုဆိုရင်ဒီကျွန်းပေါ်ကမြေလွာရဲ့90ရာခိုင်နှုန်းတဝက်တိတိဟာလူရိုးပြတွေနဲ့ဖွဲ့စည်းထားတာပါဒီကျွန်းအနီးမှာတန်ငါသေးတွေတောင်ငါရှာဖွေတာကိုမပြုတ်လုချင်ကြပါဘူးဘာလို့လဲဆိုတော့သူတို့ရဲ့ငါးညပိုက်တွေမှာလူရိုးတွေဥကောင်းခွန်တွေညှိတွေပြီးကပ်ပါလာတယ်လို့ပါဒါအပြင်ဒီကျွန်းဟာတရေတစေ၆လမ်းမှုကြောင့်လည်းနာမည်ကြီးပါတယ် ွားမိတဲ့သူတွေဟာရခင်စေးုံရဲ့အဆောက်အအုံပြက်ကြီးတွေပေါ်မှာအရေးတွေကိုတွေ့မြင်ရတာ။အော်ဟင်းနီးနူတန်တွေကိုကြားရတာနဲ့အမျိုးမျိုးမဖော်ပြနိုင်တဲ့ထိတ်လန့်မှုနဲ့စိတ်မသက်မသာခံစားချက်တွေကိုကြုံတွေ့ကြရပါတယ်။ဒါကြောင့်လူနေထိုင်ခြင်းလည်းမရှိသလိုအီတလီဆိုရကလည်းဒီကျွန်းကိုအများပြည်သူဝင်ရောက်ခွင့်ပိတ်ပင်ထားပြီးတရဲတစေစူးစမ်းလေးလာသူတွေကိုတော့အထူးခွင့်ပြုချက်မရှိရင်ကျွန်းပေါ်ကိုသွားခွင့်ပေးမထားပါဘူး။ ။မြေစီလွာထဲမှာလည်းလူပြရီရောနှောနေတာကြောင့်ဘာမှလည်းစိုက်ပျိုးလို့မရပါဘူး။ဒါကြောင့်ဒီကျွန်းဟာဒေသခံတွေခေါ်တဲ့အတိုင်းပြန်လည်မဲ့ကျွန်းအဖြစ်အခုထက်တိုင်ထိတ်လန့်ပွဲတည်ရှိနေပါတော့တယ်။နံပါတ်1ငွေကျွန်းအီရီယာဒါဂွေမာဒါဂရန်ဒီဘရာဇီခုကျမတို့ရောက်လာတာကတော့အလွန်အနေရများတဲ့ငွေကျွန်းပါ။ဘရာဇီနိုင်ငံဆော့ပိုလိုမြို့အနီးကဒီကျွန်းဟာအရန်အနေရများလွန်းလို့အစိုးရကအရက်သားတွေကိုတွာလာခွင့်ပိတ်ပင်ထားပါတယ်။ ကျွန်းပေါ်မှာတော့အရင်ကမီးပြတိုက်တစ်ခုနဲ့အဆောင်ပဲရှိပါတယ်။ဒီကျွန်းမှာရှိတဲ့ Golden Lunch Half Pipe ပါငွေတွေဟာကမ္ဘာအစိတ်အပြင်းဆုံးငွေတွေထဲမှာပါဝင်ပါတယ်။ဒီအေက130ရှိတဲ့ကျွန်းမှာဒီငွေအကောင်ကြီး2000ကနေ4000လောက်အထိရှိရလို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ဆိုလိုတာကတစတုရမ်းမီတာကိုငွေတကောင်လောက်ရှိတယ်ဆိုတဲ့သဘောပါ။ဒီငွေတွေရဲ့အစိတ်ဟာလူသားတွေကိုတော့အေးပြောစေနိုင်ပြီးတနာရီအတွင်းသိစေနိုင်ပါတယ်။ ကဘာပေါ်မှာဒီငွေအမျိုးအစားဟာဒီကျုံးမှာပဲရှိတာမို့အစိတ်ဖြေစေးတာမရှိပါဘူး။ဒီငွေတွေဟာရွှေပြောင်းငှက်တွေကိုသာအဓိကစားတာပါ။သူတို့ဟာအလွန်ရန်လိုပြီးအစိတ်ပြင်းတဲ့သဘာဝလက်နက်ကိုလည်းပိုင်ဆိုင်ထားပါတယ်။ဘရာဇီးရေတပ်ကဒီကျွန်းကိုအရက်သားတွေလာရောက်ခွင့်လုံးဝပိတ်ပင်ထားပြီးသူတေသနာအတွက်သိပ္ပံပညာရှင်အနည်းငယ်ကိုပဲဆရာဝန်တဦးနဲ့အတူသွားခွင့်ပေးထားပါတယ်။ဒေသခံတွေရဲ့ကောလာဟာလစကားတွေအရနောက်ဆုံးမိပြလိုက်ဆောင်တဦးနဲ့သူ့မိသားစုဟာ တရင်ပေါက်ကနေဝင်လာတဲ့မွေတွေကြောင့်တည်ဆုံးခဲ့ရတယ်လို့ဆိုကြပါဗျ။ဒီစကားကဟုတ်မဟုတ်တော့မသိပေမဲ့နောက်ပိုင်းမှာတော့မိပြတိုက်ဟာလူမနေရတော့ပဲအလိုရောက်စနစ်ကိုတက်ဆင်ထားပါဗျ။ခုခါမှာဘရာဇီးအစိုးရဟာလူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက် ကျွန်းပေါ်ကိုဘယ်ရက်သားကိုမှတက်ခွင့်မပေးတော့ပါဘူး။နံပါတ်3မြောက်စင်တီနယ်ကျွန်းအက်ဒမန်ကျွန်းစု အိန္ဒိယနိုင်ငံရဲ့မြောက်စင်တီနယ်ကျွန်းကတော့တရိတ်ဆန်ကြောင်မဟုတ်ပဲအဲ့ဒီကျွန်းမှာနေတဲ့လူသားတွေကြောင့်အနေရများတဲ့နေရာတစ်ခုပါဒီကျွန်းဟာနှစ်ပေါင်း9000ကျော်တိုင်အောင်ပြင်ပကဘာနဲ့အဆက်အသွယ်မလုပ်ပဲနေထိုင်လာတဲ့စင်တီနယ်လူမျိုးစုရဲ့ဌာနေလေးဖြစ်ပါတယ်သူတို့ဟာခင်မီလူဖွဲ့စည်းကိုလုံးဝလက်မခံဘဲကျွန်းအနီးချင်းကပ်လာသူတိုင်းကိုလေးနဲ့များတွေတုံးပြီးတေလောက်တဲ့အထိပြင်းပြင်းထန်ထန်တိုက်ခိုက်လေးရှိပါတယ် အိန္ဒိယအစိုးရကဒီကျွန်းကိုဝင်ရောက်ခွင့်ပိတ်ပင်ထားပြီးသုံးမိုင်အကွာအဝေးမှာတားမြစ်စုံတစ်ခုထားထားပါတယ်။အနီးကပ်သွားတဲ့သူတိုင်းကိုလည်းဒေသခံတွေကလေးရည်များရည်နဲ့တိုက်ခိုက်တတ်ပါတယ်။၂008ခုနှစ်မှာအမေရိကန်သာသနာပြုဂျွန်အဲလန်ချောင်းဆိုသူဟာဒီကျွန်းကိုတရားမဝင်သွားရောက်ခဲ့ပြီးကျွန်းပေါ်ရောက်ပြီးနိုင်ရီပိုင်းတွင်ပဲဒေသခံတွေရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရပါတယ်။စင်တီနယ်လူမျိုးစုဟာ2004ခုနှစ်ဆူနာမီဖြစ်ပေါ်တဲ့ကာလဆက်သွယ်ဖို့စူးစမ်းမှုတွေ ကိုရိုနီခေတ်ကဆက်သွယ်ဖို့စူးစမ်းမှုတွေနဲ့ခေတ်သစ်လူတွေရဲ့ဝင်ရောက်ဖို့စူးစမ်းမှုတွေကိုသူတို့ရဲ့ပြင်းထန်တဲ့တတိတခြားနေလိုစိတ်နဲ့ပဲစန့်ကျင်နေထိုင်ခဲ့ကြပါတယ်။သူတို့ရဲ့လူဦးရေဟာ90ကနေ400လောက်ရှိတယ်လို့ခန့်မှန်းထားပြီးခေတ်သစ်လူလောကနဲ့ဆက်သွယ်လုပ်ဖို့လုံးဝမလိုလားပါဘူး။ဝင်ရောက်ဖို့စူးစမ်းခြင်းဟာသူတို့ရဲ့တိုက်ခိုက်မှုကြောင့်အသက်အန္တရာယ်ရှိုံသာမကပဲသူတို့မှာပြင်ပကဘာရဲ့ရောဂါတွေကိုခုခံနိုင်တဲ့ခုခံအားမရှိတာကြောင့် ပြင်လူတွေစီကတာမန်ယောဂပိုးမွားတွေဟာသူတို့လူမျိုးစုတစ်ခုလုံးကိုမျိုးတုံးသွားစေနိုင်တဲ့ဆိုးကျိုးလည်းရှိပါတယ်။ဒါကြောင့်ပဲအိန္ဒိယအစိုးရဟာဒီကျွန်းကိုတားမြစ်နယ်မြေအဖြစ်သတ်မှတ်ထားလိုက်ရပါတော့တယ်။နံပါတ်၄ Reunion ကျွန်းပြင်သစ်ခုကျမတို့ရောက်လာတာကတော့ Reunion ကျွန်းပါအိန္ဒိယသမုဒ္ဒရာတွေကဒီကျွန်းဟာပြင်သစ်နိုင်ငံရဲ့ပိုင်နယ်ဖြစ်ပြီးလူတွေနေထိုင်တာခီးသွွားတွေလည်းလာရောက်လည်ပတ်ကြပါဗျ ဒါပေမဲ့ဒီကျွန်းဟာကမ္ဘာနမန်တိုက်ခိုက်မှုမြို့တော်ဆိုတဲ့နာမည်ဆိုးနဲ့လဲကြော်ကြားပါဗါး2012ခုနှစ်ကစပြီးဒီကျွန်းမှာငမန်တိုက်ခိုက်မှု25ကြိမ်ကျော်ဖြစ်ပွားခဲ့ပြီးပေဆုံးမှုတွေဒါမှမဟုတ်ပြင်းထန်တဲ့ဒဏ်ရာရမှုတွေဖြစ်ပေါ်ခဲ့ပါဗါးဒီကျွန်းရဲ့အနီးမှာလှည့်လည်နေတဲ့နောင်နမန်နဲ့ကြားနမန်လိုနမန်မျိုးစိတ်တွေဟာလူတွေကိုတိုက်ခိုက်တတ်တဲ့အရက်ဆက်ဆုံးမျိုးစိတ်တွေပါဒီကျွန်းရဲ့ ONA များစီရဲ့နေရာကကမ်းနီးနဲ့ရေတိမ်ပိုင်းတွေမှာဖြစ်ပါတယ် လူတွေရေကူးဖို့ဘေးကင်းတယ်လို့ထင်မှတ်ထားတဲ့နေရာတွေမှာပဲဖြစ်တတ်တာပါ။ဒေသခံအစိုးရဟာကမ်းခြေအများစုမှာရေကူးတာနဲ့နှိုင်းစည်းတာကို ပိတ်ပင်ထားပေမဲ့တိုက်ခိုက်ခံရမှုတွေကဆက်လက်ဖြစ်ပေါ်နေသေးပါ။ဒီလိုငမန်းတွေကျွန်းတွေအနားမှာပုံများလာတာဟာငါးဖမ်းမှုလွန်ကဲတာကြောင့်လို့သိပ္ပံပညာရှင်တွေက ယူဆထားကြပါဗျ။မန်းတွေကပင်လယ်တွင်းမှာအစာရှားပါလာတာကြောင့်ကဲနီးမှာအမဲလိုက်လာကြတာလို့ပြောကြပါဗျ။ ဒီကျွန်းရဲ့အနီးဝန်းကျင်ရေပြင်ကိုငမန်းဝေးပြေးလန်းလို့ဒေသခံနှိုင်းစည်းသမားတွေကခေါ်ကြပါတယ်။ဒေသခံအစိုးရကကျွန်းနီးကငမန်းတွေကိုလိုက်လံနေငင်းခဲ့ပေမဲ့ဘေးကင်းစိတ်ချရတယ်လို့တော့အမှမခံနိုင်ခဲ့ပါဘူး။ဒါကြောင့်ကဘာတဝမ်းကနှိုင်းစည်းတဲ့သမားတွေဟာဒီကျွန်းရဲ့အနီးဝန်းကျင်မှာနှိုင်းစည်းဖို့ကိုစိတ်တောင်မကူရဲကြပါဘူး။နံပါတ်၅ရန်လီကျွန်းခေါ်ရန်ပြေကျွန်း မြန်မာနိုင်ငံမှာရှိတဲ့ဒီကျွန်းဟာဒုတိယကမ္ဘာစစ်အတွင်းသမိုင်းတလျှောက်အစိုးရဆုံးတရိတ်ဆန်တိုက်ခိုက်မှုနေရာအဖြစ်မှတ်တမ်းတင်ခံထားရပါတယ်။ဂင်းနစ်ကမ္ဘာစံချိန်မှတ်တမ်းမှာလည်းလူသားတွေခံစားခဲ့ရတဲ့တရိတ်ဆန်တွေကြောင့်ဖြစ်တဲ့အကြီးမားဆုံးဘေးအန္တရာယ်လို့တောင်သတ်မှတ်ခံထားရပါတယ်။ဘလို့ဖြစ်ခဲ့တာလဲဆိုတော့ဒုတိယကမ္ဘာစစ်အတွင်းမှာဗြိတိရှားတပ်တွေရဲ့ဝိုင်းပတ်တိုက်ခိုက်မှုကြောင့်ဂျပန်စစ်သားတထောင်ခန့်ဟာကျွန်းပေါ်ကရွှေနွန်တော်ကြီးတွေကိုစုခွာလာခဲ့ကြပါတယ်။ သူတို့ကိုအဲ့ဒီမှာစောင့်ကြိုနေခဲ့တာကတော့ပေး20အထိရှည်လျားပြီးကဘာအရက်ဆက်ဆုံးလို့တတ်မှတ်ခံရတဲ့ပင်လယ်ရင်ငံမိကျောင်းထောင်ပေါင်းများစွာပါဒီမိကျောင်းတွေဟာအရှည်ပေး20အထိရှိနိုင်ပြီးကိုက်အားကတော့တစ္ဆတူရန်လက်မောက်ကို3200ပေါင်ထိရှိပါတယ်ဂျပန်စစ်သားတွေဟာဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံရတဲ့အခါမှာဒီရွှေလွန်တော်ကြီးကိုဖျက်ပြီးစုတ်ခွာဖို့ဆုံးဖြတ်လိုက်ကြပါတယ် သူတို့မသိလိုက်တာကဂီတီရှာတက်တွေထက်ကြောက်စရာကောင်းတဲ့တေမင်းတမန်တွေဟာဂီနွန်တော်ကြီးရဲ့မှာအေးအေးဆေးဆေးသူတို့ကိုစောင့်နေတယ်ဆိုတာကိုပါအဲ့ဒီညကရွှွန်နွန်တော်တွေကထွက်ပေါ်လာတဲ့အော်ဟစ်တန်တွေလူတွေကိုတစားစီဆွဲဖြဲစားတောက်နေတဲ့အတန်တွေဟာမိုးလင်းတဲ့အထိမရက်မနာထွက်ပေါ်နေခဲ့တယ်လို့သက်ရှင်ကြံရည်သူတွေကပြောပြကြပါတယ်။မနက်ခင်းရောက်တဲ့အခါမှာတော့စစ်သားတစ်ထောင်တည်းကအယောက်20သားအသက်ရှင်ကြံရည်ခဲ့ပါတော့တယ်။ ခုဆိုရင်လေဒီကျုံးမှာမိเจ้าတွေရဲ့အရေးအတွက်ကပိုတိုးလာနေပြီးအရှိတောင်အာရှရဲ့အနေအများဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒေတာခန်တန်လာတွေကလည်းရေရေကိုတိုက်ခိုက်တတ်တဲ့မိเจ้าကြီးတွေအကြောင်းပုံမြင်တွေကိုပြောပြလေးရှိပါတယ်။ဒီနေ့အချိန်ထိတိုင်အောင်ဒီကျုံးဟာမိเจ้าတွေရဲ့ပျော်စံရာဘုံပိမှန်အဖြစ်တည်ရှိနေပြီးလူသားတွေအတွက်အနေအကြီးရဲ့နေရာတစ်ခုအဖြစ်အသည့်ပေးချက်တွေကိုထုတ်ပြန်နေရဆဲဖြစ်ပါတယ်။ ဒါကတော့တာယာငှပပေမဲ့ကမ္ဘာအနေရဲ့အများဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ကျုံငါကျုံအကြောင်းပဲဖြစ်ပါတယ်။ဝိညာဉ်တွေ၊ခြမမှုတွေနဲ့ရန်လိုတဲ့လူမျိုးစုတွေကစလို့တည်စီနိုင်တဲ့တိရစ္ဆာန်တွေအထိဒီနေရာတွေဟာလူသားတွေအတွက်ဘေးကင်းစိတ်ချရမှုမရှိတဲ့နေမြေတွေဆိုတာကိုဒီဖြစ်စဉ်တွေကသက်သေပြနေပါတယ်။ဒီကျုံတွေထဲမှာဘယ်တစ်ခုကတင့်ကိုအံ့ဩစေခဲ့လဲ။မဖြစ်မနေသွားရမယ်ဆိုရင်ဘယ်ကျုံကိုသွားလဲဖို့ရွေးချယ်မိမလဲဆိုတာကိုကွန်မန့်မှာပြောပြပေးပါဦးနော်။ ဒီလိုကဘာပေါ်ကထူးခြားတဲ့အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနေဆိုရင်ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်။ကျေးဇူးတင်ပါတယ်။